အားလုံးမင်္ဂလာပါရှင်။တဲထိတ်ရှင်ဘုပရာလောကဇလံရီကိုမှနားဆင်လို့သူများအတွက် မာရီရဲ့ BMM Channel ကနေကြိုဆိုလိုက်ပါရင် BMM Channel မှာတင်ပြပေးမိဇလံလေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလံအစ်စ်တွေတင်တိုင်းမှာသိရှိနိုင်လို့ဘေးနားနုတီခလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ဒီကနေ့ကျွန်မတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကံဘလူးရေးသားထားတဲ့ဖွားမေစိန်နဲ့လက်ပြတ်အောင်သိန်းဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နားတော်တာဆင်ပေးကြပါရှင်။တရက်၌ဖွားမိန်ကြီးရဲ့နေအိမ်ကိုရွာထဲမှရွာသူတယောက်ရောက်လာခဲ့တယ်။ထို့သူမှတခြားမဟုတ်နုရီပင်ဖြစ်တယ်။ဟဲ့နုရီညီမလာစဖို့အလားထူးနေပါလား။ဟုတ်ပါအကြီးရဲ့ကြုံလဲလာခြင်းနေရာကြာပါပြီ။အမိပေါ့တော့ခိုင်းကြရမပြီးတော့ဘူးလေ။အေးထိုင်အောင်ထိုင်အောင်အကြီးလက်ဖက်ပွဲပြေအောင်မေ။အိုးမပြေပါနဲ့အကြီးရဲ့ဧည့်သည်လည်းမဟုတ်တာ။ဖွားနေကောင်းနေနော်။ကောင်းပါလေသမီးရဲ့။ ဒါနဲ့ညီမေရောနေကောင်းရဲ့လားအမေလည်းနေကောင်းပါရဲ့ဘွားရဲ့အေးအေးအေးရော့ရော့အကျန်းရည်လေးတောက်လိုက်ပါဟုတ်ကဲ့နှုတ်ရင်ကဘွားမေစင်ပေးတဲ့ရင်းရီချံလေးတောက်ပြီးဟိုဒီကြည့်ကရှင်ညိုတို့နန်းကြိုင်တော့မတွေးမိပါလားဘွားညီညီမတွေကခင်များချင်းနဲ့လဲလဲလိုက်သွားကြတယ်အပြုတ်လေးတွေဖြစ်နေကြပြီဆိုတော့သွားချင်လာချင်ကြတာပေါ့အေးအော်ဟုတ်ကဲ့ကဲရော့စားကြည့်အောင်အကြီးရဲ့လက်ဖက်ကိုတလောကရှမ်းပြည်ဘက်ကလက်ဖက်တွေရထားတာ အကြီးနဲ့မြေပဲစီလေးနဲ့အတီချောင်းနှက်ထားတာဤငီးဘွားလည်းလက်ဖက်အကြိုက်သားမလားတောင်ဝင်းကလက်ဖက်ပကံကိုလာချပြီးနှုတ်ရုံပြောလိုက်တယ်နှုတ်ရင်ကလက်ဖက်တစုံခတ်စားပြီးခေါင်းအုံငိမ့်ကတကယ်စားလို့ကောင်းတဲ့အရှိကျုပ်အကြိုက်ပဲတော့အေးညီကြိုင်အပြန်ယူတော့အကြီးထည့်ပေးလိုက်မယ်သိလားနေပါကြီးအကြီးရဲ့အကြီးတို့စားဖို့ပဲထားပါအများကြီးရှိရယ်ယူတာတော့ကြလားဟုတ်ကဲ့တော်ဝင်းကတော့ သူနဲ့ထိုင်လက်ဖက်ကိုကြိုက်တဲ့နှုရင်ကိုကြည့်ပြီးပြုံးနေဆိုင်ဖောမိချင်ကတော့ဒေါ်ဝင်းနဲ့မတူနှုရင်ရဲ့မျက်နှာအမူအရာကိုအကဲခန့်နေရင်နှုရင်ညီဖွားလို့စီလာတာအလဲတက်တက်ပဲလားဣဒါမှမဟုတ်တခြားအကြောင်းအရာများရှိသေးရလားလို့ဖောမိချင်ကမေးတဲ့အခါနှုရင်ကခေါင်းလေးညိမ့်ပြီး ဟုတ်တယ်ဖွားကျုပ်ဖွားစီလာတာလေပြောစရာလေးရှိနေလို့ပါလို့ပြန်ပြောဆိုင်ဘာများလဲဣတခြားအကြောင်းမဟုတ်ပါဘူး ိုမောင်ကတုတ်ကိုမခေါ်မပြောဖြစ်နေလို့ပါဖွားရင်ဟေးညီတို့စိတ်များဆိုးထားကြလားမဟုတ်ပါဘူးဖွားရင်ကျုပ်တို့စိတ်မဆိုးပါဘူးသူကလည်းကျုပ်အပေါ်ကောင်းရှာပါတယ်ဒါဆို အခုညီတို့နှစ်ယောက်ကဘာဖြစ်ကြလဲလို့ညီရဲ့နဘေးနိုင်ထိုင်နေတော့တော်ဝင်လဲမနေတာပဲဝင်မေးတော့တယ်အဲ့ဒါအမိကြောင့်မော်အကြီးရဲ့လို့နှုတ်ရင်ကပြောရှာတယ်အဲ့ဒီမိမဘာဖြစ်ရပြန်တာလဲကလေးတွေကြားတယ်ဝင်ပါနေပြန်လာလားအေးအဲ့ဒီလိုပဲပြောရမယ်အကြီး အမှန်ပြောရရင်တလုံးအောင်ကိုမအောင်ကျုပ်တို့အိမ်ရောက်နေတဲ့အချိန်အမေပေါ့သူ့ကိုဖွာရုံနောက်ကိုမလိုက်ပဲလေကိစ္စပဲကိစ္စတွေတေချာလုပ်ဖို့ကိုမအောင်ပြောနေရလေဟိုကသူ့မိဘတော်မပြောတာအမေကဘာလို့အခုလိုပြောရတာလဲလို့ထပြောတော့အမေကတောင်းကျန်းတော့တာပဲအကြီးရဲ့နောက်ဆုံးဖွာရုံနောက်ကိုလိုက်ရင်ငါသမီးနဲ့မပြီးစားတော့ဘူးလို့ပြောလိုက်တယ်အကြီးရဲ့ကိုမောင်ကလည်းကြုံရမျက်နှာတစ်ချက်ကြည့်ပြီးဒါဆိုရင်လည်းမယူယုံပေါ့ဗျာဆိုပြီးပြန်သွားရကော ကျုပ်ရှင်ပေါမလာတော့တာပဲတော့ဟဲ့အဲ့ဒီတော့ဖြစ်ကုန်ကြလားဘလို့လောက်ကြမလဲမိညဉ့်ရင်တော်ဝင်တနာသွားတယ်ဖွားမေချုံလှမ်းပြီးတော့ညီတူအရင်သွားခေါ်ချေစမ်းဒီလိုနဲ့ပြီးရမယ်ကိစ္စမှမဟုတ်တာအေးနောက်နေ့ဆိုရင်ပြေကျူးကြတော့မယ်ရက်တိရွာတိစိတ်ဆက်ထားကြပဲမဟုတ်လားအေးဒါဖြင့်ကျုပ်တို့သွားခေါ်လိုက်မယ်တော့ဒီကောင်လေးနေနိုင်လိုက်တာကျုပ်တို့စီလိုက်ဘာမှမဖြစ်သားသလိုပဲတော့လို့တော်ဝင်းကပြောရင်ကုပြင်းမှာစင်ကာ မောင်အောင်ရဲ့အိမ်စီကိုသွားတော့လေလူရင်ကတော့မျက်ရည်များတုံရင်မျက်နှာကိုငုတ်ထားရှာတယ်ကျုံသားရီလာပြောတာဖွားရုံနောက်ကိုသူ့ကိုမခေါ်ပါနဲ့လို့ပြောချင်တာမဟုတ်ဘူးနော်ဖွားကျုံနဲ့သူဟာဒီကိစ္စပြောထားပြီးသားပါဖွားရုံနောက်ကိုတူလိုက်လဲကျုပ်ကကြည်ပြူပါတယ်အခုဟာအမိကြောင့်ခက်နေရတာပါဖွားရဲ့ဖွားသိပါရဲ့အေးဒီလိုတွေဖြစ်လာမှမြင်မိလို့လဲသူ့ကိုကမောင်တို့ကိုဖွားတိကြမိခဲ့ပါသေးတယ် သူတို့ကအရင်လိုလွတ်လွတ်တွေမဟုတ်ကြတော့ဘူးလေ။ဖွားနောက်ကိုမလိုက်ကြနဲ့တော့လို့ပြောရင်လေဒီနကလက်မခံကြဘူး၏။ညီနဲ့ခင်မကြီးကကြည်ပြူပါတယ်။တွားရင်ခေါ်တာခေါ်ကြပါဆိုပြီးပြောကြလုံးလို့သားဖွားကခေါ်ရတာပါ၏။ညီကိုဖွားနားလေပါတယ်တမီးရဲ့။ညီခင်မလည်းအမေနဲ့ချစ်သူကြပြာများနေရှာတာလေလို့သားဖွားမေစင်ကနှုတ်ရင်ကိုနားလေပေးလေ။ခဏမြကြတော့တောင်ဝင်းအနောက်မှာမောင်အောင်လေးအတူပါလာခဲ့တယ်။ ကိုပြည့်ခင်တိုင်းထိုင်နေတော့နှုတ်ရင်ကိုမြင်တော့ဘောဘာရီအပူလာကက်နေပြန်တာလဲငါနဲ့အမေအကောင်ပြောခဲ့ပြီးပြီမဟုတ်ဘူးလားလို့မောင်ကပြောရင်ထန်းလန့်ခုန်လိုက်တာဝင်ထိုင်လေရဲ့ဟဲ့မောင်ဘလို့ဤပြောနေရတော့သူခမနေနဲ့သူ့အမေကြမှာပြန်များနေရရှာနေသူ့အမေမကြည့်နာနှုတ်ရင်လူတနာပါအောင်ဟဲ့အရေးလဲသိရပဲဗျာကျုံမှာမိဘအိမ်နာမလုပ်ပေးရတဲ့ထင်းခွဲရေခက်ကအစသူ့အိမ်မှာသွားကူပြီးခဲ့တာအခုကြည့်လေကျုပ်ဒီလောက်ကောင်းပြီနေရတော့ သူ့အမေကရောက်တက်လို့မပြီးကျုပ်ကိုများတမတ်တော်ကျင်လာလားခိုင်းတာလို့ပြောတာပြီးရကျွန်ခေါ်ကျင်လာလားတော့မသေးခွဲတော့ဘူးဗျာအကူရဲ့အဲ့လိုမပြောပါနဲ့ကျုပ်တောင်းပန်ပါတယ်မောင်ကသူ့အဖြစ်ကိုသူပြန်တွေးပြီးဒေါသများတလိမ့်လိမ့်ထွက်နေခဲ့တယ်နှုတ်ရင်ကတော့မျက်ရည်များဖြင့်မောင်အောင်အားကြည့်နေခဲ့တယ်ဖွာအခုမောင်ရင်နဲ့ဒီကနှုတ်ရင်တို့နှစ်ယောက်ကိုခေါ်ရတာမျက်နှာချင်းဆိုင်ဆောင်ပြီးနားလည်မှုယူခိုင်းခြင်းလိုပါကွအချင်းချင်းရှောင်ဖယ်ပြီးနေရာကြာလိုက် အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်တော်မင်းနော်။ဖွားရင်ကျုပ်နဲ့သူ့သမီးပြောပြီးထားတဲ့ကိစ္စသူ့ဝင်မပါသင့်ဘူးဗျ။ရိုင်းရိုင်းပြောရရင်ကျုပ်ကသူ့သမီးရဲ့ချစ်သူသူ့တမမမဟုတ်တာဗျာ။ဒါကို तू ကဘာကြောင့်ကျုပ်ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့လို့ဝင်ပြောနေရလဲ။ကျုပ်လည်းလူဗျာစဉ်းစားတတ်တယ်။သူ့မျက်နှာကြောင့်သာပြောသမျှသီးခံနေရတာ။ဒါပေမဲ့ဖွားလုံးနဲ့ပတ်တိုင်တော့သူတင်မဟုတ်ဘူး။ဘသူပြောတာမှကျုပ်ကမကြိုက်ဘူးဗျာ။မောင်စကားနားထောင်ပြီးနောက် ဖွားမိန်စိန်တက်ပြင်းတာချတော့တယ်။ဒါဆိုအခုနင်းတို့နှစ်ယောက်ဘလို့ဆက်ပြီးခီးသွားကြမှာလဲမအောင်။ဘလို့ခီးဆက်မလဲဆိုတာသူ့အပေါ်မှာပဲမူတီတော့တယ်အရှင်။အစားတော့မြစ်တာပြီးမြစ်တာပြန်ရနိုင်နေဆိုပြီးတီးခံနေခဲ့ရဗျ။အခုတော့အဲ့လိုမဟုတ်ပဲမြစ်တာတစ်ဖက်ပိတ်နေရောကျုပ်လည်းဘလို့မှမတက်နိုင်တော့ဘူးဗျာ။အခုကဘာဖြစ်ချင်တာလဲ။ကျုပ်နဲ့ဆက်မပတ်သက်ချင်တော့တာလား။အခုဖြေလေ။နှုတ်ရင်ကမျက်ရည်များဖြင့်မောင်းကိုမင်းနေခဲ့တယ် ေးဟုတ်တယ်ငါနင့်ကိုချစ်ပေမဲ့နင့်အမေကြီးနဲ့တော့မဖြစ်နိုင်ဒါမယူကြသေးခင်သူ့အကြောင်းတိလိုက်ရတာကအတော်ကံကောင်းတာနေရာလေနင့်အမေကိုပြတ်သားနိုင်တာမှမဟုတ်တာဒီတော့စိတ်ဆက်ထားဖျက်လိုက်ကြတာပေါ့ဟာအခုရဲ့ကျုပ်ကျုပ်နှုတ်ရင်ငိုရှာလိမ့်ပြီအမေနဲ့ချစ်ရသူကြနှုတ်ရင်ရွေးချယ်ရခက်နေရဲ့မောင်ကနှုတ်ရင်မျက်နှာမကြည့်တော့ပဲတစ်ဖက်သို့လှဲလိုက်တယ်တော်ဝင်းခမရမှာလဲနှုတ်ရင်ကိုနှစ်သိမ့်ပေးရန်စကားကမရှိရကြောင့် ကျောင်းလေးကိုသာလက်ဖြစ်ပုတ်ပြီးနေရှာတော့တယ်။ကျုပ်ပြန်တော့မယ်အရှင်။ဖွာကျုပ်ပြန်တော့မယ်လို့ပြောကနှုတ်ရင်သည်မျက်ရည်များကိုလက်ဖြစ်တုပ်ဖယ်ပြီးကုပြစ်ပေါ်မှဆင်းကသူ့ရဲ့အိမ်သို့ပြန်သွားတော့တယ်။နှုတ်ရင်နေအောင်လေ။အော်ခတ်လိုက်တာမောင်းရဲ့။ဘလို့ရဖြစ်ရလဲမောင်းရဲ့။ဖွာတို့ဒီကိစ္စဘလို့ဖြေရှင်းမှမောင်ရင်တို့အစီပြေကြမှာလေဘလို့မှမဖြေရှင်းပါနဲ့ဖွာကျုပ်ကိုယ်တိုင်ဆုံးဖြတ်ထားတာမလို့ပါမောင်အောင်စကားကြောင့် ဖွားမေစင်ခမရလေးတက်ပြင်းတာချလေးပြောင်ဖို့ပဲဆက်လေးကြီးကိုမိညိပြီးဖွားရှရင်ထိုင်နေရတော့ဖွားမေစင်နဲ့ထန်းလက်ခုံတိုင်းအယုတ်ကျိုးပြက်ဖြစ်နေတဲ့မောင်အောင်တို့ကိုကြည့်ရင်တော်ဝင်းမှလည်းတက်ပြင်းတာချနေရှာတော့တယ်။နှရဲမြောက်တော်နေတိုင်းဖွားမေစင်အင်ကြီးတို့ဧည့်သည်များရောက်လာခဲ့။ဧည့်သည်များ ခေါ်လာပြီးသူမှတကြီးဦးနောင်ချိုးပင်ဖြစ်ပြီ။ဖွားရီဒီဘက်ကလူကအုံတော့ရွာတကြီးဦးတန်းနေဗျ။ဘေးကတော့သူ့ရွာအဖော်ရီပေါ့ဗျာ အေးကွယ်တောင်ထုံးရွာအလဲလာကြလားမဟုတ်ရပါဘူးအမေကြီးရဲ့ကျုပ်တို့ကအမေကြီးစီကိုလာကြတာပါဟုတ်တယ်ပါသူတို့ကဖွားစီကိုလာကြတာဖွားအကြောင်းတွေ ကြားထားကြလို့အကူကြီးလာတောင်းတာလေဗျာဩအေးကွယ်မောင်ရင်တို့ရွာမှာဘာကိစ္စတွေများဖြစ်နေကြလို့လဲကွရွာမှာတော့အောင်သိန်းဆိုရဲကအတော်လီတောင်းကျက်နေအမေကြီးကျုပ်တို့ဖြင့်ဒီကောင်စောင့်ကြည့်ဖို့ထိမ့်ပေးဖို့လူရီတောင်အလှေကြထားနေရတယ်ဗျ။ဟေးဘလို့ကြောက်များလဲကွ။ ဘလို့ဖြစ်တယ်တော့မသိပါဘူးအမေကြီးရဲ့ဒီကောင်ကတော်တက်ထင်းခုတ်တဲ့ကောင်ဗျတော်တက်ပြန်လာပြီးနောက်ဒီကောင်မမမှန်တော့တာပဲအမေကြီးရဲ့အတော်လေးအချိန်ကြီးစိုးနေလားကွဘာရီများထူးထူးခြားခြားဖြစ်နေသေးလဲထူးခြားတဲ့ကြောက်စရာကောင်းတာဗျဒီကောင်စိတ်ရိုင်းဝင်ပြီးသူ့ရဲ့ထင်းခုတ်တာနဲ့သူ့လက်ကြီးကိုဖျက်ချလိုက်တာများဗျကျုပ်တို့တိမ်ပါလုံးပလော့ကိုရိုက်လို့ပြုတ်ဟဲကြောက်စရာကြီးပါလားလူရောဘဲနေနေသေးလဲဒေါ်ဝင်းကဝင်းကမေးလေ ဘဲနဲ့ရှိရမှာလေဗျာစီးစရာအရောက်များလို့ဒင်းအသက်မတည်ရဗျစီးကုပြီးလဲစိတ်ကအရင်လိုမဟုတ်ပါဘူးဗျာတက်မယ်ဖြတ်မယ်နဲ့ကျင်းဝါလိုက်တောင်းကြလိုက်လုံနေလို့ကျုပ်တို့မှလူရီမပြတ်စောင့်ကြည့်ပြီးနေရသူ့မှလည်းသူ့အမိဒေါညိုပဲရှိရဆိုတော့ဘွားတော်ကြီးကလည်းသားစိတ်နဲ့တငုံကိုတရီယိုဖြစ်လို့ဗျာလူကောအသက်ငယ်သေးသလားဒီကောင်အသက်ရှိစား40လောက်ထင်ပါရဲ့အမေကြီးအိမ်နောက်ရက်သားမရှိသေးတဲ့သူပေါ့ ဒီကောင်ကတော်တက်ထင်းခုတ်ပြီးမေအကြီးနဲ့အတူနေတဲ့ကောင်းပြအမိကြီးရဲ့အေးကွယ်တကြီးကိုယ်တိုင်ရောက်လာတာဆိုတော့ဖွားတို့လိုက်ခဲ့ပေးပါမယ်ကျုပ်တို့လှဲပါအမိကြီးအပြန်ကြရင်လည်းကျုပ်ကိုယ်တိုင်လိုက်ပို့ပေးပါမယ်ဒါတော့မဖြစ်ဘူးကွယ်ဖွားသားတွေလည်းအတူတူလိုက်မှာဆိုတော့ဖွားတို့လဲနေပဲလိုက်ခဲ့ပါမယ်ဩဟုတ်ကဲ့ဒါဆိုလဲအစီပြာပေါ့အမိကြီးရဲ့မိဝင်းရင်ညီတူတွေသွားခေါ်လိုက်အောင်အေးနေနေအကြီးကျုပ်သွားခေါ်လိုက်မယ် ရှင်ညိုကတော်ဝင်ကိုတားပြီးသူကိုယ်တိုင်သွားခေါ်ပေးဆိုင်ခနာများကြတော့မောင်တိုးနဲ့မောင်အောင်တို့နှစ်ယောက်ရှင်ညိုနဲ့အတူလိုက်လာခဲ့ကြတယ်။မောင်ရင်တို့ရေဖွားတို့အုံတော့ရွာသွားဖို့ရှိနေတယ်။မောင်ရင်တို့လိုက်နိုင်ကြရဲ့လား။မအိုင်းရင်လေနေခဲ့လို့ရှာတယ်ကွ။ဒီကတကြီးကဖွားကိုအသွားကောအပြောင်းလိုက်ပို့ပေးမယ်လို့ပြောရှာပါတယ်။ဟာကျုပ်တို့အားပါရဲ့ဖွားရလိုက်ခဲ့မှာပေါ့။ဟုတ်တယ်ဗျကျုပ်လည်းလိုက်ခဲ့လို့ရရဲ့ဖွား။မောင်တိုးမောင်အောင်တို့က ပြပြတလေးပြောတာကြောင့်ဖွားမေစိန်ပြောလိုက်လေသမီးရှင်ညို သမီးရောလိုက်ခင်အောင်မလားဒီတစ်ခေါက်တော့ကျုံလိုက်တော့ဘွာညီမလေးနဲ့မနက်ကိုတောပတ်လိုက်ကူပြီးမယ်လို့ဂရိပေးထားလို့ပါအေးအေးအေးတောဆက်ပဲခူးကြနော် တော်ရဲတီမဝင်ကြနဲ့အောင်ဣဟုတ်ကဲ့ဘွာကျုပ်တို့ရောအကြီးရောဒီရောရောစိတ်မပူပါနဲ့စိတ်ချလက်ထတာသွားပါကျုပ်တို့ရောကြံခဲ့ပါပါဘွာရဲ့အေးပါအေးကြံတဲ့လူတွေရောစိတ်ချပါရဲ့ ထင်ရဆိုင်တက်တဲ့ညီကိုပဲပို့ပြီးစိတ်မချရတာပါတော့ကျုပ်ကဖွားမေစင်ရဲ့စကားကြောင့်ချင်းညို့မျက်နှာကစူပုတ်ပုတ်လေးဖြစ်သွားသလိုမောင်တို့နဲ့ပေါင်းတို့မှာတဟဟရှင်မောကြတော့တယ်။တကြီးတို့အုပ်စုမှာလည်းရှင်ညို့ပူဆက်သွားမိကိုစိုးရင်ပြီးပြုံးညုံသာပြုံးနေကြရရှိုင်းထို့သောဖြင့်ဖွားမေစင်မောင်တို့နဲ့မောင်အောင်တို့လည်းအုံတော်ရွာသို့လိုက်လာခဲ့ကြတော့တယ်။အုံတော်ရွာရှိဒေါ်ညို့ရဲ့နေအိမ်ကြီးသို့ရောက်တော့အသားညို့ညို့နှက်ခမ်းမွေးဆဆဖြင့်လူကို ကျိုးများဖြင့်ခြေများလက်များကို ချုံနောင်ထားသည်ကိုတွေ့လိုက်ကြရာမောင်တို့တို့မှထိုလူအားတနာနေမိကြ၏အောင်သိန်းဆိုရာသူ့ဘောအမိကြီးရဲ့ဖောမေစင်ကအောင်သိန်းကိုတိကျအကဲခတ်တယ်အမိအရင်ထိုင်မအောင်ဗျာခီးရလေပြင်းမလာရင်မလားကျုပ်ကကျုပ်အိမ်ကိုအရင်ခေါ်သွားကျင်တာဗျအမိကြီးကဒီကောက်စီတန်းသွားကျင်တယ်ဆိုလို့သာကျုပ်ကလိုက်ပို့ရတာပါလို့တကြည်ဥတန်ပြောလေကျုပ်သားလေးရဲ့အဖြစ်ကိုကြည့်ပါအောင်တော့ကျုပ်သားလေးကတောင်းလိမ်ပါလေးပါတော့ မိဘအပေါ်တိတက်ရှာကလေးပါတော့ဒေါညိုကဖောင်းမေစင်ကိုသားဖြစ်သူအကြောင်းပြောပြရှာအောင်သိန်းကတော့ငေါတုတ်ထိုင်လိုက်မြေပေါ်ပြန်လဲအိတ်လိုက်ဖြစ်အလုံးများနေခဲ့တယ်အောင်သိန်းရဲ့ဘဲဘက်လက်ကလက်ကောက်ဝင်းအထက်ပိုင်းမှာစပြီးပြက်နေခဲ့တယ်ထို့ပြက်နေသောလက်အားစီးစရာက စီးစီးပြီးထားသည်မောင်အောင်သိန်းမောင်အောင်သိန်းဖောင်းခေါ်နေရကြားသလားလို့ဖောင်းမေစင်ကအောင်သိန်းကိုကြည့်ပြီးခေါ်လေမြေပေါ်လဲနေသော အောင်သိန်းသည် ဖောင်းမိန်စင်အတန်းကြောင့်ချက်ချင်းထလာတယ်။အမေရို့ဒီကောင်ရမ်းပြုတ်အောင်မဲပြအနာသိမ့်မကနဲ့ဟဲ့ကောင်လေးအဲ့ကောင်တိချထိန်းလာကြအောင်။တကြီးဦးတန်းကမောင်သိန်းထလာဒီကိုမြင်တော့ဖောင်းမိန်စင်ကိုရမ်းပြုတ်မိကိုစိုးရင်နေချိုင်။မောင်အောင်သိန်းဖွားခေါ်နေရကြားသလား။အောင်သိန်းကကောင်းငိမ့်ပြတယ်။ကုတ်ကူကိုဘာဖြစ်နေရလဲကောသိရဲ့လား။ဒါမှမဟုတ်မောင်သိန်းကိုယ်တိုင်ဓာရီလုံနေရလား။ဖောင်းမိန်စင်ကပြီးတော့အောင်သိန်းကောင်းကိုခိုင်းရတယ်။ အောင်သိန်းငိုတော်ရီအောင်သိန်းငိုတန်းကြောင့်တကြီးတို့အားလုံးတကြီးတို့အားလုံးပင်အံ့ဩကုန်ကြရယ်ဟာဒီကောင်ရန်လို့တော့မယ်ထင်ဗျာအခုတော့ငိုနေရပါလားဟာလို့ပင်ပြောကုန်ကြလေကျုပ်ကိုကဲ့ပါဗျာကျုပ်ကိုကဲ့ပေးကြပါအောင်သိန်းငုံရင်မအော်ပြောပြန်နေမောင်ရင်ပါဖြစ်နေရလေဖွားကိုတိကျပြောဆန့်ကွယ်ဖွားကူညီပေးပါမယ်ကျုပ်ခနာကိုကျုပ်ထိန်လို့မရဘူးအမေကြီးရဲ့ကျုပ်ကိုကျုပ်တယောက်ယောက်က ချုပ်ကင်ထားတယ်လို့ပဲကျုပ်ရဲ့လက်ကိုကျုပ်မဖြတ်ရပါဘူးဗျာကျုပ်ဘလို့မှထိတ်လို့မရဖြစ်နေရပါကျုပ်ကိုကယ်ပါအောင်ဗျာကျုပ်ကိုကယ်ကြပါအောင်ကယ်ပါပေါ့ဖွားရောမောင်ရီကိုကယ်ဖို့ပဲရောက်လာကြတာပါမောင်ရင်တော့တက်ခဲ့သေးရဲ့ဆိုကွတော်ရဲမှာဘာတွေဖြစ်လာသေးလဲခါတိုင်းနဲ့မတူဘာတွေများထူးခြားခဲ့သေးလဲကွတော်တက်တယ်ဟုတ်တယ်ကျုပ်တော်တက်ခဲ့တယ်ထူးခြားတာထူးခြားတာဆိုလို့ဟုတ်ပြီဟုတ်ပြီကျုပ်ကိုဥဒန်တို့က အိမ်တိုင်တွေမှားလိုက်တာဗျ။ကျုပ်အိမ်တိုင်အတွက်အစဉ်ပြေရဲ့တက်ပင်ခုတ်ခဲ့တာ။အဲဒီလိုခုံရင်းနဲ့ဘယ်ကာလကလေးအရှိမမသိရဲ့တောရရအယုတ်ကြီးအပေါ်တက်ပင်ကကျိုးကျသွားတာ။တက်ပင်ကျိုးကျလို့အယုတ်ကြီးရဲ့လက်တစ်ဖက်တောင်ပြက်သွားသေးရဲ့။ဟေးအယုတ်ကြီးရဲ့လက်ပြက်သွားရင် ဟုတ်လား။အောင်တိန်စကားကြောင့်ဖွားမေစီစဉ်းစားရလိမ့်ပြီ။စဉ်းစားပြီးလျော့တော်ရမှာအဲ့ဒီအယုတ်ကြီးရှိနေအောင်တကြီးတို့ရောတိကြရဲ့လားကျုပ်တို့လည်းတိကြပါအမေကြီး အဲ့ဒီယုတ်ကြီးကဘယ်ကာလကတည်းကရှိမှန်းမသိတဲ့အယုတ်ကြီးဗျအတော်လေးလဲအိုဟောင်းနေပါပြီဗျာอืมဖွာတော့မောင်အောင်သိအခုလိုဖြစ်နေရဘာကြောင့်ဆိုတာသိခဲ့ရပြီကွဗျာဒါဆိုတီကောင်အခုလိုဖြစ်နေရဘာကြောင့်များလဲအမေကြီးอืมပြောရရင်အဲ့ဒီအယုတ်ကြီးကအစီရင်တစ်ခုလဲဖြစ်နိုင်သလိုသူ့ကိုဖန်တီးထားတဲ့လူတွေရဲ့အကြံကြီးတစ်ခုလဲဖြစ်နိုင်နေကွဒီတော့တကြီးတို့လောက်ရမှာတော်ရဲရောသွားပြီး အယုတ်ကြီးရဲ့ကျိုးသွားတဲ့လက်ကိုအစာပြန်လုပ်ပေးရမယ်။ဒါတွေမကောက်နော်။မောင်အောင်သိန်းအမေကိုရိုင်းကလည်းကရော့ပွဲနဲ့သွားတောင်းပန်ရလိမ့်မယ်။ဗျာအဲ့လိုလုံးရမှာလား။ဟုတ်တယ်ကွ။မအောင်သိန်းပြန်ကောင်းနိုင်ဖို့ကလေဒီတနည်းပဲရှိတော့တယ်သူ့အမကြောင့်တစ်ဖက်ကမကြေမနက်ဖြစ်နေပုံရပါရဲ့တောင်းပန်လိုက်ပါဒါဆိုရင်အစီအပြေပါလိမ့်မယ်ကွယ်လို့သာ ဖွားမိန်စိန်ကပြောတော့တယ်ဖွားမိန်စိန်ပြောတာကိုလေတကြီးဦးတန်းတို့ကလက်ခံကြတယ် တကြီးဦးတန်းကိုရိုင်းတော်ရဲလိုက်မည်လို့လဲပြောတယ်။ဖွားမေစင်းတို့ကတော့တကြီးဦးတန်းကသူ့ရဲ့နေအိမ်ကြီးကိုခေါ်သွားပြီးအနားယူစေရဲ့။တကြီးဦးတန်းကတော့မနာရပြီးအယုတ်ကြီးရဲ့လက်ကိုထုလုပ်ပြီးနိုင်သူကိုရှာရတော့တယ်။နောက်တနေ့နနက်မှာတော့တခြားရွာမှာပပုစရာငှားပြီးတော်ရဲကိုတက်ဖို့ပြင်ကြရပြန်တယ်။ဖွားမေစင်းတို့မှာတကြီးကတော့ဖြစ်တာအိမ်၌နေရခဲ့ကြလေ။ဖွားအဲ့ယုတ်ကြီးကဘာယုတ်ကြီးလဲဗျ။ ဒီရုပ်တရားလူတွေဒုက္ခပေးနေဆိုရင် ဖြတ်ကြီးတင်နေမဟုတ်ဘူးလားမောင်တုံးရဲ့အမေကို ဖွားမိန်စင်ကခေါင်းကိုရမ်းပြီး သူ့အရှန်နဲ့သူ့ဆက်ဆိုတာရှိရဲ့မောင်ရင်ရဲ့ဒီရုပ်ကြီးကိုဘာကြောင့်စီရင်ထားခဲ့ကြသလဲဆိုတာဖွားတော့အတိအကျမသိနိုင်ဘူးလေဒါကြီးကို ဖြတ်ကြီးလိုက်မှဟောရီရွာမှာတခြားအရာတွေဖြစ်လာခဲ့ရင်ရောဘယ်လိုလုပ်ကြမလဲအယုတ်ကြီးတရှိလာတဲ့ကာလတွေမှာအခုလိုဖြစ်တာဒါပထမဆုံးအကြိမ်မဟုတ်လား ဒါကြောင့်ဘွားသွားပြီးပဲတောင်းပန်ခိုင်းရတာပေါ့ကွယ်။ဩအဲ့လိုလား။ဖောင်းမေချင်းအခုလိုလောက်ခိုင်းရခြင်းရဲ့အကြောင်းရင်းအမှန်ကို မောင်တိုးတို့လည်းလက်ခံလိုက်ရတယ်။တကြီးဦးတန်းတို့တော်ရဲမပြန်မလာခင် အောင်သိန်းတက်တာနေပြီလို့ရွာသားတယောက်ကဖောင်းမေချင်းတို့ကိုလာပြောပြီးရှာ යි ။သို့တော့တကြီးဦးတန်းတို့ပြန်ရောက်လာလေရောမှ အောင်သိန်းကိုတကြီးကိုရိုင်းကြိုးများဖြီးပြီးရှာ යි ။နောက်ဆိုတော့တက်မဲ့လူတွေတတိပေးထားကွယ်။ အယုတ်ကြီးအနာမှာအပေါ့အလေးမစွန့်ဘူးနဲ့မယိုမသေးမလောက်ကြဘူးကအစအတိအချလေးမှားထားတော့ပုံမောင်ကြီးဟုတ်ကဲ့မေကျုပ်တို့လည်းတတိထားရတော့မှာပဲဗျာရွာလူတွေလည်းအောင်သိန်းကိုမြင်ထားကြရပြီဆိုတော့သူတို့တတိပိုကြီးတော့မှာပါအမေကြီးကိုလည်းကျေးဇူးတင်ပါရဲ့ဗျာကျုပ်တို့ဘာသာဆိုလွယ်လွယ်ကူကူသိရမှာမဟုတ်ဘူးဗျရှားပါလေကွယ်ဖောင်းမေရှင်ကိုအောင်သိန်းကထိုင်ကြောရှိုင်းလက်တစ်ဖက်ပြက်နေသောအောင်သိန်းကိုကြည့်ပြီး ွားပင်အချိန်မှာတပ်ပြင်းလေးချပြီးဒီလောက်နဲ့ပြီးသွားတာပဲကံကောင်းလာပါပြီအသက်မသေးပါပဲကျေးဇူးတင်ရတော့မယ်ကွယ်လို့ပြောရှိုင်းအောင်သိန်းခမရလေးကောင်းကြီးတငိမ့်ငိမ့်ဖြစ်မျက်ရည်များကျနေခဲ့ရှိုင်းအုံတော်ရွာမှာလက်ပြက်အောင်သိန်းကိစ္စကိုဖြေရှင်းပေးပြီးနောက်ဖွားမင်စင်တို့တောင်ထွန်းရွာကို ပြန်လာခဲ့ကြတယ်လမ်းတိုင်းလဲမောက်နေရင်ကိုကြီးအောင်အမနှုတ်ရင်ပြစ်ထားတော့မှာလားကိုကြီးအောင်ကဘလို့ကြီးတော့ပြလို့မောင်တို့ကမင်းလေးဘာလို့မောင်တို့ရ ငါသူ့ဘာလုံးနေလို့လဲကွာဘာလုံးရမှာလဲအခုကိုကြီးအောင်အမနှုတ်ရုံမျက်နှာတွေ개ပြစ်လုံနေရမဟုတ်ဘူးလားဗျအဲလိုတော့မလုပ်ပါနဲ့ဗျကိုလဲယောက်ျားပဲအလျှော့ပေးလိုက်ပါဗျမင်းကငါတို့ရမ်းပြစ်ထားရလို့ထင်နေရလားမင်းအခုထင်နေရတဲ့ဆိုးရဲမောင်တို့ရဲ့မတိကျင်ပါနဲ့တော့ကွာနောက်ပြီးငါ့ကိုသူ့ကြောင့်မပြောစမ်းပါနဲ့ငါဘာမှမတိကျင်ဘူးလို့မောင်အောင်ကပြောလေရောမောင်တို့လည်းတက်ပြင်းတာချလေဘလို့မှညှိယူလို့မရတာသိချပြီလားမောင်ရင် တိတ်ချပြီလို့ထင်ပါရဲ့ဘွာအေးလေလူဆိုတာလေရေဆက်ရှိနေတော့ချစ်ကြမခွဲနိုင်ကြဖြစ်ကြတာပဲလေဟောရေဆက်များကုန်တိုင်းမျက်နာမကြည့်ချင်ရနဲ့အတန်မကြားချင်ရနဲ့ဖြစ်ကုန်ကြရောဒါမဲ့ဘွားမြင်မှာတော့ချစ်ရဲ့သားနဲ့မချစ်ချင်အောင်စောင်းရတာပိုပင်မှန်းပါရဲ့ကွယ်ပြန်ပြီးနားလည်မှုယူကြပါအောင်နှစ်ယောက်စလုံးစိတ်ပင်ပန်းနေရဘာအကြောင်းများထူလို့အခုလိုလုံနေရလဲကွယ်ကျုပ်ကျုပ်က တော်ပါပြီ။ဘွားမောင်ရင်စိတ်ကိုနားလေပါကိုချစ်တဲ့သူနဲ့ပေါင်းဖက်ရဖို့ဘေးလူတွေရဲ့အမြင်တွေစကားတွေကိုရှောင်နိုင်ရမယ်ကွ။သူတို့စကားစိတ်ထဲထားနေတော့ရင်းရှင်းအစဉ်ပြေမှာမဟုတ်ဘူး။ဒီတော့သမီးနှုတ်ရုံချင်းနှုတ်ရုံပဲကြည်ပေးလိုက်ပါကွ။ဒီကလေးကသူ့အမေကြောင့်ဘလောက်ပင်ပန်းနေရတလဲဆိုတာမောင်ရင်တိတာနဲ့သူ့ကိုတနာပါကွယ်ဟုတ်ကဲ့ပါဘွာကြုံရွာရောက်ရင် သူ့စီသွားလိုက်ပါမယ်အေးအေးအေးမအောင်စကားကြောင့ မောင်တို့တင်မကဖွားမိန်စိမ်မှာပြုံးလေရဲ့ထို့သောဖြင့်လက်ပြက်အောင်သိနဲ့မောင်အောင်ရဲ့အချစ်ရဲ့ပြက်တနာကိုဖွားမိန်စိမ်ကိုယ်တိုင်ဖြေရှင်းပေးခဲ့ပါ၏။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။